ကချင်ပြည်နယ်ဗမော်မြို့တိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဆွဲရနေရာတချို့ကိုကချင်လွတ်လပ်ရေးတပ်မတော် KIA မဟာမိတ်ပူးပေါင်းတပ်ကထပ်ပြီးသိမ်းပိုက်ရရှိခဲ့ပါတယ်။ဒါ့အပြင်မြစ်ဆုံနဲ့ဖားကန်ဒေသမှာလည်းတိုက်ပွဲဆက်ဖြစ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တချို့ကပြောပါတယ်။ KIA သတင်းပြန်ကြားရေးဌာနက KIA ပူးပေါင်းတပ်ဟာဧပြီ25ရက်နေ့မှာဗမော်မြို့ကလက်ကျန်စစ်ကောင်စီတပ်စခန်းတွေကိုပြန်လည်ထိုးစစ်ဆင်တိုက်ခတ်ခဲ့ပြီးတိုက်ပွဲပြင်းထန်ခဲ့ကြောင်း စစ်ကောင်စီဘက်ကလည်းလေကြောင်းလက်နက်ကြီးတွေနဲ့အပြင်းထန်ခုခံတိုက်ခိုက်နေကြောင်းအသိပေးထားပါတယ်။ဒါပေမဲ့အသေးစိတ်ထုတ်ပြန်တာတော့မရှိပါဘူး။ဒါအပြင်မြကြီးနာမြို့နယ်မြစ်ဆောင်ဒေသဖားကံမြို့နယ်ကာမိုင်နံ့ရလမ်းပိုင်းတို့မှာစစ်ကောင်စီတပ်ကထိုးစစ်ဆင်နေတာကြောင့်တိုက်ပွဲတွေဖြစ်နေပါတယ်။မနေ့ကဗမော်မြို့တိုက်ပွဲအတွင်း ကိုကိုတော်ရက်ကွက်ကခရယံဖျားကြောင်နာတက်ဆွဲထားတဲ့စစ်ကောင်စီတပ်ကို KRA ပူပေါင်းတပ်ကတိုက်ခတ်ခဲ့ပါတယ်။ပြီးတော့ကချင်စုရက်ကွက်ကဖျားကြောင်နဲ့အလကသုံးနေရာတို့ကစစ်ကောင်စီတပ်နေရာတွေကိုလည်း KRA ပူပေါင်းတပ်ကသိမ်းပိုက်ခဲ့တယ်လို့သိရတာပါ။ ပြီးတော့မနေ့ကမနက်ပိုင်းမှာလဲ KIA တပ်မဟာတင့်နေမြေဂွေထောင်နဲ့တံဖဲဘက်စီစစ်ကောင်စီတပ်စစ်ရေးလှုပ်ရှားလာတာကြောင့်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ဒါတင်မကပဲ KIA တပ်မဟာကိုဖားကန်ဥရုဒေတာမှရှိတဲ့တပ်ရင်း26နဲ့တပ်ရင်း44နေမြေတွေမှာ April 22ရက်ကစလို့စစ်ကောင်စီနဲ့ SNA ပြည်သူ့စေဖွဲ့ကမြေပြင်ထိုးစစ်ရောလေကြောင်းကနေပါနေစဉ်တိုက်ခိုက်တဲ့အတွက်တိုက်ပွဲပြင်းထန်နေတယ်လို့ KIA ကအသိပေးထားပါရှင်။